ချစ်ခင်လေးစားအပ်ပါသောမိဘပြည်သူညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါရှင်မိဘပြည်သူများရှင်ဒီကနေ့ Skynet Up to Date ဖွယ်သားတွေရိုက်ကူးတင်ဆက်ပေးမှာကတော့မြို့သားယဉ်ကျေးမှုနဲ့အမှုပညာတက္ကသိုလ်ရန်ကုန်မှဦးစီးပြီးဩဂတ်လ29ရက်မှာကျင်းပပြုလုပ်မယ်ဘွဲယူစွမ်းရည်ပကြီပပုလက်ရမွန်ပြဝဲနဲ့စင်တင်တင်ဆက်ပွဲအကျိုးပြင်ဆင်နေပုံများပဲဖြစ်ပါတယ်ရှင် အဆိုပါအခမ်းအနားမှာအမျိုးသားယဉ်ကျေးမှုနှင့်အမှုပညာတက္ကသိုလ်မှအကျောင်းသူကျောင်းသားများ စာသင်နှစ်တလျှောက်သင်ယူခဲ့ရသောစာတွေ့လက်တွေ့ပညာရပ်များဖြင့်ဖျော်ဖြေတင်ဆက်ပြသသွားမှာပဲဖြစ်ပါရဲ့ရှင်ဒါပြင်ကျောင်းသူကျောင်းသားများရဲ့စွမ်းရည်ကိုပြသအကဲဖြတ်တဲ့အနေဖြင့်ကျောင်းစင်းစကားပေါင်း6ကားကိုပြသသွားမှာပဲဖြစ်ပြီးအဆိုပါစကားများအားဆရာဆရာမများကအကဲဖြတ်ပေးသွားမယ်လို့လည်းသိရှိရပါတယ်။ ျွန်တော်နာမည်ကဥတ္တလွန်စိုးပါတနန်းရေးဌာနမှူးဖြစ်ပါတယ်ဟုတ်ဒီအခုတင်ဆက်တဲ့ပွဲကတော့2013 14ပညာသင်နှစ်မြို့သားယဉ်ကျေးမှုနဲ့နုပညာတက္ကသိုလ်ရန်ကုန်ရဲ့ဒီကျောင်းဆင်းစွန့်ရီပြလက်ရမွန်ပကြီပပုပြပွဲနဲ့ဆင်တင်တင်ဆက်ပွဲအခမ်းအနားပဲဖြစ်ပါတယ်အဲဒီကျောင်းဆင်းစွန့်ရီပြလက်ရမွန်ပြပွဲနဲ့ဆင်တင်တင်ဆက်ပွဲအခမ်းအနားကတော့ဒါအခုဆိုရင်ဒါ16ချိန်မြောက်ဒီကျင်းပတဲ့ပွဲပေါ့နော်ဆိုတော့နှစ်တိုင်းဒီမြို့သားယဉ်ကျေးမှုနဲ့နုပညာတက္ကသိုလ် ရန်ကုန်အနေနဲ့ဒီကြောင်းစင်းဆိုင်မြပွဲတွေကိုတစ်နှစ်နဲ့တစ်နှစ်ဒီထူးခြားစမ်းသပ်အောင်ကြိုးစားပြီးတော့စီစဉ်တင်ဆက်ထားပါတယ်ဆိုကြတော့ဒီအခုဒီနှစ်မှာဆိုလို့ရှိရင်လည်းဒီတင်ဆက်မှုဘိုင်းနေနဲ့စမ်းသပ်မှုရှိအောင်ဇာတို့ဒီ LED ဒီနည်းပညာများအပြင်ကိုဇာတို့ဒီမြန်မြန်ဆန်ဆန်နဲ့ဒီ sound led 90နဲ့ဒီတင်ဆက်ထားတဲ့ဒီ season တွေကိုလည်းထူးခြားစွာဇာတို့ဒီ စီစဉ်တင်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါမယ်ခက်ခဲရတယ်လို့တော့မဟုတ်ပါဘူးအခုဒီဆိုင်းရင်ပြဒီတင်ဆက်တဲ့ဒီပွဲဟာဆရာတို့ကျောင်းရဲ့ဟိုကျောင်းသားတွေရဲ့တက်မြောက်မှုဆိုင်းရီကိုဒီကျောင်းသားမိဘများနဲ့ဒီပြည်သူလူထုကိုခြားပြတဲ့ပွဲဖြစ်ပါတယ်နောက်တစ်ချက်ကလည်းဒီဆိုင်းရင်ပြတင်ဆက်တဲ့ဒီနောက်ဆုံးနေ့ကျောင်းသားကျောင်းသူတွေဒီကျောင်းဆင်းတော်မဲ့ကျောင်းသားကျောင်းသူတွေရဲ့အကြီးအချင်းကိုအကဲဖြတ်တဲ့ပွဲလည်းဖြစ်ပါတယ်ဒါကစာမွေးပွဲမှာလည်းသူ ဒီတစိုက်တစ်ပိုင်းအနေနဲ့ပါပါတယ်သူတို့အတန်းတက်မြောက်မှုဘွဲယူတဲ့အခါမှာသူတို့ရဲ့တက်မြောက်မှုတွေကိုစစ်ဆေးအကပြတ်တဲ့ပွဲတွေဖြစ်တဲ့အတွက်ဒီအကြောင်းသားအကြောင်းသူအားလုံးကဒီပွဲပေါ်မှာအထူးအာရုံစိုက်ပြီးတော့ဒီလေ့ကျင့်ပြီးတော့မှဇာတ်ဒီပွဲကြီးကိုတက်ဆက်ခြင်းဖြစ်ပါပဲဒီအခွင့်အလမ်းအနေနဲ့ကတော့ဒီတော်တော်များများကတော့ဇာတ်ဒီမီဒီယာဘိုင်းမှာလည်းဒီလောက်ကြတဲ့အကြောင်းသားအကြောင်းသူတွေရှိပါတယ်အထူးသဖြင့်ရုပ်ရှင်နဲ့ပြဿက်ဒီပညာဌာနအဆင့်နဲ့အကြောင်းသားအကြောင်းသူတွေဆိုရင်ဒီအပြင် ကလောကဒီရုပ်သံမီဒီယာရောတော့ printed media ရောအလုံးမှာဒီဆရာ့ចောင်းသားတွေဒီဝင်ရောက်ပြီးလုပ်လို့ရှိပါတယ်ဆိုတော့ဗကြည်ဘူးចောင်းသားများအနေနဲ့ကလည်းအဲဒီကနေចောင်းဆင်းပြီးတာ ਨੇ သူတို့ဒီပြင်ပမှာပြပွဲတွေဒီကိုယ်ပိုင်ပြပွဲတွေနဲ့ကိုယ်ပိုင်ဂလာရီတွေနဲ့ဒီအောင်မြင်နေတဲ့လူတွေလည်းရှိပါတယ်အဲ့ဒီမှာပဲဒီပြပွဲတွေကြားသားကြတယ်ပြည်တွင်းနဲ့မကပြည်ပထိပါထွက်ပြီးတော့ဒီဆောင်ရွက်နေတဲ့ចောင်းသားဟောင်းတွေအများကြီးရှိပါတယ်ဒီចောင်းသားចောင်းသူများအနေနဲ့ကတော့ဆရာတို့ကဒီအမှုပညာတက်တဲ့ ကိုသာတင်ကြတာမဟုတ်ခဲနဲ့ဆရာတို့ဒီအတွေးခေါ်ပိုင်းဆင်ရတွေပါဆရာတို့စာပေပညာပကနေပြီးတော့ဒီဖြည့်စည်းပံ့ပိုးပြီးတော့တင်ကြပေးတာဖြစ်တဲ့အတွက်ဒီဆရာတို့ကျောင်းအနေနဲ့ဆင်းတဲ့ကျောင်းသားကျောင်းသားကျောင်းသူတွေဟာဒီအမှုပညာအပြင်ကိုဒီအတွေးခေါ်ဟာပေါင်းဆက်ပြီးတော့ဒီဖန်တီးနိုင်တဲ့အမှုပညာလက်ရာတွေကိုဖန်တီးနိုင်တဲ့အတွက်သူတို့အနေနဲ့အနာဂတ်မှာခွင့်လန်းအများကြီးဒီပွင့်လန်းနေမှာဖြစ်ပါတယ်အဲ့တော့ကျောင်းသားကျောင်းသူများအနေနဲ့ကလည်းဒီစာတွေ့လက်တွေ့ပေါင်းဆက်ပြီးတော့ ဒီဆောင်ရွက်မယ်ဆိုရင်သူညှော်မှန်းတဲ့ဒီခရီးပန်းနိုင်ဟာဒီရောက်ရှိလာမှာဖြစ်ပါတယ်။ဘွဲယူဆန်းရီပကြီးပပူလက်ရမွန်ပြဝဲနဲ့စင်တင်တင်ဆက်ပွဲဖြစ်မြောက်အောင် ကြိုးပမ်းခဲ့ကြတဲ့ចောင်းသားចောင်းသူများရဲ့ရှင်ခုန်နံနဲ့ပီတိစကားများကိုလည်းအခုလိုပဲမေးမြန်းခဲ့ပါတယ်။ကျွန်တော်ကျွန်တော်နာမည်ကရင်ဖြူအောင်ပါပထမနှစ်ဂီတပါခင်ဗျကျွန်တော်ငယ်ငယ်လေးကဟောသမားပါတဲ့ဂီတပေါ့ အဲ့ဒါကိုကျွန်တော်တက်ချင်လို့စီစဉ်နေကြကြပါဦးခခဲ့ရတော့ကျွန်တော်ရန်ရင်ကုန်တော့ဆိုတော့ဒါမဲ့ဟို PD လည်းရန်ဖြစ်တယ်ဝင်လဲဝင်သာဒီလိုဒီမှာတက်ပြီးတော့ပြရတော့ဘောနော်ကျွန်တော်ကတော့တက်တရနှစ်ဒိုက်တာမေဂျာပေါ့တဲ့ဒိုက်တာမေဂျာနောက်ပြီးဒီဇက်ကားရဲ့ဒီဇညွန်းနဲ့ဒိုက်တာပေါ့ဟုတ်ကဲ့ပါကျွန်တော်တို့ကတော့အဖွဲ့6ထူးထူးထူးရှောက်တော့လမ်းမှာဟုတ်ကဲ့ကျွန်တော်တို့ဒီဇာကရိုက်ကူတော့ဗောနော်ကျွန်တော်တို့ကဇညွန်းအစာရေးကြတဲ့ဟာ ဒီ psychological နဲ့ပေါ့နော် psychological ရကျွန်တော်ရိုက်ချင်တဲ့အတွက်ကြောင့်မို့လို့ psychological လည်းပြန်ကြည့်ခဲ့ရတယ်နောက်ပြီးတော့ကျွန်တော်ရဲ့နေရာတွေကပကံနဲ့မကွေမင်းဘူးအဲ့မှာတွားရိုက်ဖို့အတွက်စီစဉ်ထားပါတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့နောက်ခံ background တွေလည်းကျွန်တော်ရေးခဲ့ရတယ်ရေးခဲ့ပြီးတော့စတင်ရိုက်ကူးဖို့အတွက်ကိုတကယ်ချင်းနေကိုအကုန်လုံးကိုလည်းဇလန်းစတင်နဲ့ပတ်သက်ပြီးတော့လို့ရှင်းပြခဲ့ရတယ်ရှင်းပြပြီးတော့ သူတို့တွေကလည်းဘယ်လိုမှ professional မဟုတ်ကြသေးဘူးလေအဲ့တော့ကြောင့်မလို့တကယ်ချင်းနေအကုန်လုံးအတက်နိုင်ဆုံးကြိုးစားနိုင်မယ်ဇလန်ဇက်ကွက်မျိုးကျွန်တော်စဉ်းစားခဲ့ရတယ်အဲ့တော့ဒီကြားမှာလည်းသွားဖို့ဒီစီစဉ်ညွှန်ကြားရတာပေါ့နော်ဘယ်ဟုတ်သွားမယ်ဘယ်ရပြင်ဘယ်လိုရိုက်ကြမယ်ဒါပြောမှဒီကျွန်တော်တို့ဘယ်နေရဲ့အကြမယ်ကိုညာသိဘယ်လောက်ရှိရဲဟုတ်ကဲ့အဲ့လိုမျိုးလေးကျွန်တော်တို့တေချာစီစဉ်ခဲ့ရပါတယ်ဒီကြားထဲမှာတော့ခက်ခဲရတော့များတာပေါ့နော်ဒီလိုမျိုးကျွန်တော်ပြန်ပြီးရိုက်ကူးခဲ့ရတဲ့အားမျိုးလည်းရှိတယ်။အဲဒါချိုးရတဲ့ဆိုလို့ရှိရင်ဒီရာသီဥတုအခြေအနေကြောင့်လည်းပြောင်းလဲခဲ့ရရင်လည်းတော်တော်များများရှိခဲ့ပါတယ်။ ဟုတ်ကဲ့ကျွန်တော်တို့ကတော့တန်းတိုင်ဆုံးစူးစမ်းပါတယ်စူးစမ်းပြင်နောက်ပြီးကျွန်တော်တို့ရဲ့ဒီမြမရင်ချင်းမှုရဲ့ဒီအမွေနှစ်ကြီးဖြစ်တဲ့ဒီပကံမာရိုက်ကူတဲ့ကျွန်တော်တော်တော်လေးဆန္ဒပြင်ပြကြတယ်ကျွန်တော်ကြတော့အမှသွားရင်းတဲ့နေရာမျိုးမှာလည်းဒီအချိန်ပေါ့နေရက်တွေလည်းပေးခဲ့ရတယ်နောက်ပြီးတော့အဲ့ဒီတော့လည်းကျွန်တော်တို့အကောင်းဆုံးလုပ်ခဲ့တဲ့အပေါ်မှာဒီအကောင်းဆုံးတော့ပြန်လည်နှောင်းလင်းထားပါတယ် မြို့သားယဉ်ကျေးမှုနဲ့လူပညာတက္ကသိုလ်မှာဂီတာ၊သဘင်၊ပကြီး၊ပပူ၊ရုပ်ရှင်နဲ့ပြဆက်ပညာရပ်များကိုအဓိကထားသင်ကြားပို့ချပေးနေရဖြစ်ပြီးနိုင်ငံတော်ဝင်ကိုတရောင်းတနေရာမှာထမ်းဆောင်နိုင်မယ်လူငယ်လူရွယ်များမွေးထုတ်ပေးနေတဲ့တက္ကသိုလ်တစ်ခုလည်းဖြစ်ပါတယ်။ဩဂုတ်လ29ရက်နေ့မှာကျင်းပပြုလုပ်မယ့်အခမ်းအနားကတော့ဘာသာရပ်တွေကိုတင်ယူပြီးမြောက်တဲ့အခါမှာလုပ်ငန်းဝင်ကိုရှောင်လန်းကြတော့မယ်။ចောင်းသားចောင်းသူများရဲ့အရေးချင်းပြအခမ်းအနားပဲဖြစ်ပါတယ်ရှင်။ ဒီလိုလို့လုပ်ပြီးတဲ့အတွက်အကြောင်းတော့ကရန်ဟိုဘယ်လိုပြောမလဲကရန်ဟိုဝမ်းမြောက်ဖို့ဘုံဟောရှေ့လျှောက်ဟိုနာမည်ဂုံတရေကအရန်ပြတ်နေပြတ်နေလားလို့ကျွန်တော်ခံစားရတယ်ဟိုကျွန်တော်ဂီတာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုပဲကျွန်တော်စိတ်ဝင်စားဒီသိုက်တုံးပါကျွန်တော်တို့ဒီတောင်းရဲ့လုတ်ပေးရဲ့ထုံးစံတစ်ခုပေါ့နော်ဇကားတွေတောင်းစင်ပွဲလုတ်ပေးတယ်ဒီလိုမျိုးဇကားတွေပြပေးတယ် တော့ဒီလိုမျိုးလုပ်ပြတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီဇကာတကောက်ကိုလည်းရိုင်းနေတဲ့အတွက်ကြောင့်ဒီပြင်ပပရိုဒူဆာတွေပြင်ပရုပ်ရှင်လောကမီဒီယာတွေတော့အကုန်လုံးပေါ့အကုန်လုံးပြန်လဲပြနိုင်တယ်ပြနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပြင်ပပြန်ပြခွင့်ရလို့ရှိရင်ကျွန်တော်တို့ရဲ့ရေချင်းပြသရရောက်ပါတယ်ကျွန်တော်တို့တိဥဆောင်နေပေါင်းနဲ့တိဥဆောင်နေအနေနဲ့လည်းတော်တော်လေးကိုကြိုးရှိပါတယ်ဟုတ်ကဲ့ကျွန်တော်ကတော့အခုလောလောဆယ်ဆီစဉ်ထားတာကတော့ကျွန်တော်ဒီမီဒီယာဘိုင်းပေါ့မီဒီယာဘိုင်းကလည်းကျွန်တော်တို့ဒီတောင်းထွက်တဲ့လူတွေကိုဒီပြန်လည်ခန့်ပေးတယ်ဒါရိုက်တာဘိုင်းဒါရိုက်တာဘိုင်းနေပေါ့ဒါရိုက်တာဘိုင်းပြန်လို့ကတော့ကျွန်တော်အဲ့မှာလည်းဟိုစဉ်းစားထားတယ် အဲ့ပြင်အကယ်၍များကျွန်တော်တို့ဒီရုပ်ရှင်ဇာတ်ကားတွေနဲ့ဒူအောင်မြင်မှုတစ်ခုပေါ့နော်ကျွန်တော်ရရှိခဲ့လို့ရှိရင်ကျွန်တော်ပြင်ပလောကမှာဒိုင်တာဖြစ်နေတော့ကျွန်တော်ရတ္တိနိုင်အောင်ကြိုးစားနေပါတယ်ဒီကြောင်မှာခံနိုင်ရတော့တယ်အကျေကျေတတ်တယ်ရအောင်ပါ မနက်ပါနေတိုင်းနေတော့မှာပါသမီးနဲ့မရတော့အေးစုကြည်အောင်ပါခုတတိယနေ့ကင်မရာမိကြားပါသမီးတို့ကအောင်းကနေပြဒီနေ့ကြောင်းစင်းမှာဆိုကင်မရာမိကြားပေါ့အခုရိုက်တယ်အခုဒီနေ့ကပြရဲဟိုပါပြဇက်ဒီအလိုမျိုးပေါ့အကုန်လုံးရိုက်ကွေးပေါ့ရိုက်ကွေးပိုင်းတောင်းယူထားတာပါအရင်ပြောပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုကြောင်းစင်းရမယ်ပွဲမှာပေါ့နော်အခုလိုမျိုးပေါ့ကိုရိုင်းရိုက်ပြီးတော့ကိုယ်ပိုင်ပါဝင်ရတဲ့အတွက်အရင်ပီတိဖြစ်ပါတယ် အတံဝေးဝဲကြတော့ခုယူထားတဲ့မိကြာနဲ့ပေါ့ဝါသနာပါလို့ယူထားတာပြီးတော့ကြတော့ဒီကင်မရာမိကြာနဲ့ပဲအလုပ်လုပ်ဖို့ပဲပေါ့ဝါသနာလည်းပါတယ်အဲ့ဒါကြောင့်မှာဟုတ်ပြီကွာမိမိတော့ဘာလို့လက်စားစီရမလဲကွာဆရာဆရာမလို့တော့ပါဘာကဘာကြီးကချင်းချင်းလေးမေတုကလေးစားချင်းပြလဲဆောင်းပြလာတယ်မေကစားကြ စာပြုတ်နေဟုတ်လားမောင်ပါကူညီပြရမယ်မောင်တက်လိုက်တာရှေ့ဆောင်းကူညီပေးသမီးကသမီးမေကတော့မရှုံးလို့ဝီထုံးဖြစ်ပါတယ်။သမီးကတော့အာပအမြင်ဆောင်ရပါဂုံလူတန်းဖြစ်ပါတယ်။အာကင်မရာမီဂျာဖြစ်ပါတယ်။အော်သမီးတို့ကဒီကြောင်စင်းဘွဲမှာရုပ်ရှင်ကားတွေပြပါတယ်။အဲကားတွေမှာလည်းဝင်ရိုက်ခဲ့တယ်။ပြီးကြတော့အခုပြဆက်တီလုံနေတယ်။ဟိုသဘင်တွေဂီတတွေအဖျော်ပြတဲ့ဟာမှာသမီးတို့ရိုက်ကူးရေးအဖွဲဖြစ်သမီးပါဝင်ပါတယ်ရှင်။ ဒီလိုပါပဲဆရာကြီးရဲ့အစူငေါ့ပေါ့နော်ဆရာကြီးကတော့ကိုကောင်းမှုကိုတပည့်တွေကောင်းမှုတွေလမ်းညွှန်ပေးတယ်အဲ့ဒါတွေအကျက်ခက်ခဲတွေရတယ်ပဲကြောဖြတ်ခဲ့ရမှာမှာသမီးကတော့ဒီနောက်နှစ်မှာကျောင်းဆင်းမှာပါဒါပေမဲ့ဒီနှစ်မှာပါဝင်ပြီးတငယ်ချင်းတွေနဲ့အကုန်လုံးပါဝင်ရိုက်ခဲ့တယ်တကယ်လို့နောက်နှစ်ကျောင်းဆင်းပြီးဆိုရင်လည်းဒီလိုဟိုကိုကကင်မရာယူထားတဲ့အတွက်ကင်မရာမေဂျာနဲ့ပဲအသက်မွေးဝမ်းကြောင်းပြုဖို့အတွက်စဉ်းစားထားပါတယ်မှာ ချစ်ခင်လေးစားအပ်ပါတော့မိဘပြည်သူညီကိုမောင်နှမများရှင်အခုတင်ဆက်ပြသသွားတာကတော့၁၈ချိန်မြောက်ပြုလုပ်မယ်ဘွဲယူစွန့်ရေးပကြီးပပူလက်ရမပြဝဲနဲ့စင်တင်တင်ဆက်ပွဲအကျိုးပြင်ဆင်နေကြပုံများပဲဖြစ်ပါရဲ့ရှင်ကြည့်ရှုအားပေးနေကြရဲ့ချစ်ခင်လေးစားအပ်ပါတော့မိဘပြည်သူညီကိုမောင်နှမများအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရရှင်